မြန်လျင်ပေးတန်တင်ပြည်သူတွေကိုကိုကြီးကယ်ဆယ်ရေးဆောင်ရွက်ရမှာလိုအပ်တဲ့ပစ္စည်းတွေကိုဈေးရောင်းချသူတွေအနေနဲ့ဈေးမတင်ကြဘို့ကိုကြီးကယ်ဆယ်ရေးလုပ်ငန်းတွေမှာပါဝင်လှုပ်ဆောင်နေတဲ့မြန်မာနိုင်ငံကပရဟိတအသင်းတွေကစီရနာတည်င်းဌာနကိုပြောပါရယ်လက်ရှိမှာတည်ဆုံးသူအလောင်းတွေကိုတည်ယူတဲ့အိတ်တွေဟာဈေးနှစ်ဆခန့်မြင့်တက်နေကြောင်းတခြားကယ်ဆယ်ရေးသုံးပစ္စည်းတွေဟာလည်းလိုအပ်ချက်ရှိကြောင်းပရဟိတအသင်းတွေထံကနေသိရပါရယ် ရာသီဥတုပူပြေးမှုနဲ့အတူနေအဆောင်အုံပြိုကျမှုမှာပိတ်မိကတိတ်ဆုံးသူတွေရဲ့အနံ့သက်တွေဟာလည်းထွက်နေတဲ့အတွက်အလောင်းတည်ယူတဲ့အိတ်တွေကိုအထူးနှုံထားတစ်ခုနဲ့ရောင်းချပေးစေလိုတယ်လို့မန္တလေးမှာကုညီကယ်ဆယ်ရေးဆောင်ရွက်ပေးနေတဲ့ရွှေရောင်သမိုင်းလူမှုကယ်ဆယ်ရေးအသင်းမှာဥက္ကဋ္ဌကိုဆွေးရနိုင်ကစီရင်တဲ့တင်ဌာနကိုပြောပါရယ်။ဒီနေ့ပဲဒီအပြည့်အစုံရှိတဲ့တခုတွေကအခုဒီချိန်လောကအလိုအပ်ချက်တွေရှိတာကျမလေးအများကြီးပေါ့နော်ကျွန်တော်တို့ဟိုတက်လာရရှိရတယ်ဒီအများကြီးတွေအတူတူအခြေခံပြီးတော့ ုံးဆွဲရတဲ့လူဝေးဖွဲ့စည်းအတွက်အဆက်ဆက်များလာဆုံးပြရပါတယ်ခင်ဗျာဘယ်လိုများဆိုတော့ခဏတော့အဲမရှိပါဘူးဒီကဒီကဟုတ်လားဆက်ဆုံးပြရအောင်ဆိုတော့ခဏဆက်ပါဒီတွေကတော့နည်းနည်းတက်တာရှိတယ်ဟိုတက်ပေကတော့ဟိုဈေးနှုန်းမြင့်တက်မှုတွေဆိုတာလေဗျဟိုအခုဆိုရင်ကျွန်တော်က3500 4000တောင်ရှိရတယ်ဒီ4000 1000တောင်ပြီးဖြစ်လာတဲ့အနေအထားမျိုးတွေတော့ရှိနေပါတယ်ဒါတွေကတော့ဒီအရင်ဆုံးတဲ့အချိန်တွေအနေနဲ့ဒီဖွဲ့စည်းတွေကိုအထူးမြောက်တစ်ခုနဲ့ရောင်းဝေးနိုင်တယ်ဆိုရင်တော့ဟို ေါ့နော်။ဒါဆိုအခုနှွေနှွေဒီနှွေလည်းပြင်းလာပြီဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီ site တွေအောက်မှာပြင်းနေတဲ့ body တွေရတာအနက်ထွက်လာတာရှိရပါတော့။အဲဒါဆိုဒီ body တွေလုံးလုံးညောပြည့်ပြည့်ဆိုတော့ဒီလိုဆိုတာထုတ်ပေါ်မှသာလို့ဒီနေ့ကနေသာဆိုတော့ match 28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့ငလျင်တန်းကြောင့်မန္တလေးနေပြည်တော်နဲ့စကိုင်းတို့မှာပြိုကျပျက်စီးခဲ့ရတဲ့နေအိမ်အဆောက်အုံတွေမှာပိတ်မိနေတဲ့ရုပ်အလောင်းတွေအသက်ရှင်ကျန်နေသူတွေကိုဒီကနေ့အထိကယ်ဆယ်ရေးလုပ်ငန်းတွေဆောင်ရွက်နေရဆဲဖြစ်ပါတယ်။ ဲ့ဒီလိုကုညီကေဆေးရေးတွေဆောင်ရွက်တဲ့အခါမှာတော့နိုင်ငံတကာကကေဆေးရေးအဖွဲ့တွေကလာရောက်ကူညီပေးကြတဲ့အခါမျိုးမှာဘာသာစကားအခက်ခဲရလွယ်ပြီးတခြားအခက်ခဲမရှိကြောင်းနဲ့ကုညီကေဆေးရေးအတွေ့အကြုံများစွာလည်းရရှိကြောင်းပရာဟိတာအသင်းတွေထံကသိရပါဗျ။မတ်လ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့အလွန်ပြင်းထန်တဲ့ငလျင်ပြီးနောက် မက်လ31ရက်နေ့အထိငလျင်ငယ်လေးတွေဟာလည်းဆက်တိုက်လှုပ်ခတ်မှုတွေရှိနေသေးကြောင်းလည်းပရဟိတအသင်းတွေထံကနေသိရပါဗျ။ဒါကြောင့်လက်ရှိမှာ ပြိုကျပျက်စီးခဲ့တဲ့အထည်မပါသွားတဲ့နေအိမ်အဆောက်အုံတွေမှာနေထိုင်သူတွေအနေနဲ့လဲခံခဲ့မှုရှိမရှိ မသိကြပါကဘေးလွယာကိုခိတတိန့်ရှောင်နေထိုင်ကြဖို့လည်းပရဟိတအသင်းတွေကအကြံပြုပါဗျ။ဒါပြင်လက်ရှိတဘာဝဘေးရန်တွေကြောင့်ဒုက္ခရောက်နေကြချိန်မှာ စီးပွားရေးလုပ်ငန်းရှင်တွေဈေးဆိုင်သမားတွေအနေနဲ့လဲဈေးမတင်ပဲပုံမှန်နှုံထားနေတာရောင်းချပေးစီလိုတယ်လို့ကုညီကေဆေးရေးဆောင်ရွက်နေတဲ့ပရဟိတအသင်းတစ်ခုမှ CNN သတင်းဌာနကိုပြောပါရယ်။ဟောပြီးအရင်လာပြီးတော့ရင်အထောက်အကူဒီရောင်းဝယ်လို့ဆက်ပြီးဒီဒီရောင်းရတယ်ဆိုတာမနိုင်ကြရင်တော့သုံးတယ်လို့ဖြစ်နေပါကြာ။ဒီကရနေမှာမျိုးဆိုတာအဲ့လိုပြောနေနေတယ်ဒီလိုပါ။ဒီအားမှာ20လောက်ကတော့အနေထားရတယ်။ ဒါတွေကတကယ်တကယ်သဘောပြီးသူပြနေရတယ်ဗျာ။အခြေသက်သက်တော့ကိုမလို့အပန်းနဲ့အများကြီးပြရတာဒီကြောင်နဲ့အခုမပြေဘူးပေါ့နော်။အဲ့ဒီတော့ကျွန်တော်တို့အနေနဲ့ UI တမားတွေသူတို့ကအများကြီးနဲ့ဖြစ်နေတဲ့ဒီဇိုင်းတမားတွေကိုကြိုးကျင်လာတော့ PPP မျိုးဒီတွေကိုမတင်မဲနဲ့ပုံမှန်ဒီတိုင်းနဲ့အများကြီးကိုလောင်းချပေးပြီးလို့လည်းအများကြီးဒီဒုက္ခရောက်နေတဲ့အချိန်မှာလည်းသာဒီလိုမျိုးသွားပြီးသူတို့ညအချိန်မှာလည်းမိမိရဲ့စီးပွားရေးကိုခြေထားမတင်ပဲအများကြီးအဆင်ပြေဖို့တော့ဒါလူမျိုးရေးဖိတ် စီဇန်အားရှိထားပြီးတော့ဒီလောက်ချပစ်တာကိုလည်းမျိုးစော်လိုပါတယ်ခင်ဗျာ။မက်လာ28ရက်နေ့ကပြည်အား9.8 Richter scale ရှိတဲ့ငလျင်လွတ်ခတ်သွားမှုကြောင့်နေပြီးတော့မန္တလေးစကိုင်းတိုင်းတို့မှာပျက်စီးဆုံးရှုံးမှုများပြားခဲ့ပြီးလူသေဆုံးမှုဟာလည်းထောင်နဲ့ချီဆက်တိုက်တွေ့ရှိနေတာပါ။အသက်ရှင်ကျန်ရစ်သူတွေမှာလည်းဆက်လက်ရှိနေသေးပြီးတော့မန္တလေးမှာမက်လာ31ရက်နေ့အထိလူပေါင်း400ကျော်ကိုအသက်ရှင်လျက်ကဲထုတ်ထားနိုင်ကြောင်းလည်းသိရပါဗျ။